လက်ရှိအာဏာသိမ်းအုပ်ချုပ်နေတဲ့အကြံပေးသမားတွေပဲပေါ့ဘာလို့လဲဆိုတော့ဟိုအခုတိုင်းဆိုရင်တိုင်းပြည်ဟာပြည်လဲတီဆောက်ကြီးအများကြီးပေါ့နော်ဒီထိခိုက်ဒဏ်ရာရတဲ့လူတွေကိုခေစေရတာတွေသူတို့တွေနေနိုင်မှုအရင်ပြန်လောက်ရတာတွေအပြင်တော့စီးဆောက်ပြီးတော့စီးပွားရေးမှာထိခိုက်မှာတွေကအများကြီးရှိတယ်ပေါ့နော်ဒါလိုက် impact တွေရှိတယ် indirect impact တွေလည်းအများကြီးရှိမယ်စိုက်ပျိုးရေးလုပ်ငန်းတွေကျန်တဲ့အားတွေပေါ့နော်အခုဆယ်တွေပါတွေရှိပေါ်မလာသေးဘူးအဲအကြောင်းတွေကရှိနေမှာပဲသိကြတယ်ဒီကလေးကြီးတောက်ချောက်မှာအဲ့တော့သူတို့ရဲ့ရေလောင်နိုင်စွမ်းတွေ နောက်တခါမြေလွာတွေပေါ်မှာလည်းအသေးသေးပန်းထွက်တာတွေတို့ဟိုလက်ဆိုင်ကင်းတွေပြည့်စည်တာတွေရှိနေတယ်ဒါတွေကဆက်ပြီးတော့နောက်ထပ်လာအောင်ပဲအကျိုးဆက်တွေပေါ့နော်နောက်တခါလက်မဆက်တွေပြတ်တော့ကုန်စည်ပို့ဆောင်မှုတွေလည်းခက်ခဲပဲဒီလိုပြဿနာတွေလည်းဆက်ပြီးတော့ကြုံတွေ့ရအောင်ပါပေါ့နော်နောက်ဆုံးဟိုအဆိုးဆုံးကတော့ live line လို့ခေါ်တဲ့ data line နဲ့ဆက်သွယ်ရေး line ကြောင်းကြီးကြီးကြိုက်ပေါ်တာဒါတွေအားလုံးကဆက်လာမယ့် consequence တွေလို့လည်းပြောလို့ရတယ် ဒီတော့ဤသူကအများကြီးထပ်ပြီးတော့ဆုံးရှုံးဖို့ပဲပေါ့နော်ဒါတွေကိုလုတ်ရမယ့်လူကဘယ်သူလဲဆိုတော့အစိုးရကလုတ်အောင်ပေါ့အဲ့တော့အစိုးရဆိုတာကတကယ်တမ်းကဟိုမရှိလေကောင်းမရှိတဲ့ရှိမှန်းမသိလေကောင်းလေတော့ပြောတယ်ပေါ့အစိုးရဆိုတာရှိမှန်းမသိဘူးဆိုတာအစိုးရဆိုတာရှိရဘာလို့ရှိရတာလဲဆိုတော့ခုနပြောတဲ့ဤသူကိုစောင့်ရှောက်ဖို့အတွက်ဤသူရဲ့အခွန်ဘဏ္ဍာတွေနဲ့ဒီဆောက်ထားတာဖြစ်တော့အစိုးရဒီဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာဤသူကိုစောင့်ရှောက်ဖို့တာဝန်ရှိတဲ့အချိန်မှာဟိုကတာဝန်ယူစောင့်ရှောက်ဖို့မရှိတဲ့အချိန်ဖြစ်နေတယ်ပေါ့နော် 이루에 미말해.